အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့ကွယ်ကာမစမှုရေအောင်ပါအားလုံးနေကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ခင်းတိုင်းမှာ ဘုရားခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။မိတ်ဆွေသင်တဲ့မိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကိုသာရဘုရားကောင်းကြီးပေးဖို့၊ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ဖြာနာနေတဲ့သူတွေ၊ဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ၊ဘဝအတ္တထဲမှာအခက်အခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ စုတောင်းမြတ်တာပို့တာပါတယ်ရှာလောအားလုံးပေါ်မှာသာရဘုရားထမလာတော်ညိတ်တခြင်းတက်ရောက်ပါစီဘုရားခင်ရဲ့ကျေးဇူးတော်တသက်ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ17ရက်နေ့ကိုရောက်ရှိလို့လာပါပြီဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်ဒီနေ့မနက်မှာကျွန်တော်တို့အတူတကွအစဉ်ချင်းခွားယူရမယ့်ကျမ်းပိုက်ကတော့တုတ်တန်ကျမ်းခန်းကြီး29ပိုက်ငယ်1ဖြစ်ပါတယ်။ အထက်ထက်ဆုံးမခြင်းကိုခံတော်လဲမိမိလည်းဘင်းကိုခိုင်ပါစေတော်သူဒီကိုးကွယ်ရာမရရုတ်တရက်ပျက်စီးလိမ့်မည်။ကျမ်းပိုက်အဖြစ်ဆင်ကျင်နိုင်မှုဖျားခင်အထူးကောင်းကြီးပေးပါစေ။ဖျားကတဲ့ကိုချက်တဲ့ခါမှာအထက်ထက်နီလန်းမျိုးစုံနဲ့ဆုံးမသွန်တင်ပါလေ။ဖျားခင်ရဲ့အသံတော်ကိုကြားတတ်ဖို့လိုတယ်။လောကမှာတဲ့ကိုချက်တဲ့မိဘတွေကတဲ့ကိုပဲ့ပြင်ဆုံးမတကယ်တော့ဖျားကတဲ့ကိုနီလန်းမျိုးမျိုးနဲ့ဆုံးမသွန်တင်လျက်ရှိပါတယ်။ ကျန်းစာကအထက်ထက်ဆုံးမခြင်းကိုခံတော်လဲမိမိလယ်ဘင်းကို ခိုင်မာစေတော်တူသည်လို့ပြောပါတယ်လယ်ဘင်းခိုင်မာခြင်းတနည်းအားဖြင့်စိတ်မာကြောခြင်းကိုဆိုလိုတယ်နောင်တရရတဲ့အခြေအနေနောင်တရရရမဲ့နေ့ရက်တွေကိုဖျားက ပြင်ဆင်ပေးပါတော့လဲအမားတွေကိုအချိန်ချင်းဆက်ပြီးလုံနေတာဒုစရိုက်ရဲ့လမ်းသေးမှာပျော်မွေ့နေတာလောကနဲ့အပေးအယူလုပ်ပြီးအသက်ရှင်နေတာဒီအရာတွေကကောင်းကင်ဖခင်ကိုစိတ်ညိုးငယ်စေတော့ဝမ်းနည်းစေတော့အရာများဖြစ်ပါတယ်သင်ကားအမြင့်ဆုံးတော့ဖခင်ရဲ့သားသမီးဖြစ်ပါတယ်ကြီးမားတဲ့ဖခင်ရဲ့အကြံစီတော်ရည်ရွယ်ချက်နဲ့သင်ကဒီကမ္ဘာလောကကြီးထဲကိုရောက်ရှိလာတာဖြစ်ပါတယ် ကပောက်ကျန်ခန်းကြီးလေးမှာ ကာအိနာရဲ့ပူဇော်တကာရစ်ကိုဖျားခင်လက်မခံတဲ့အခါမှာကာအိနာက အလွန်စိတ်ဆိုးပြီးမျက်နာပြတ်တယ်ဆိုတော့တွေ့ရတယ်ဖျားကသူ့ကိုရှင်းပြတယ်စနစ်တကျရှင်းပြခဲ့တယ်ဘာကြောင့်ဒီလောက်မျက်နာပြတ်ပြီးစိတ်ဆိုးရတာလဲအမှန်တကယ်ရစ်ပူဇော်ခြင်းနဲ့ဆိုရင်ရစ်ကောင်ဒီတကားနာမှာဝတ်လျက်ရှိ၏သူဒီတင်းအလိုလိုလိုက်၍တင်းဒီသူ့ကိုအုပ်ဆိုးရ၏ဟု ကာဤနာကိုမိန်တော်မူ၏လို့ကျမ်းစာကပြောပါတယ်ရစ်ကောင်ကတကားနာမှရှိတယ်လို့ဖခင်ကရှင်းပြခဲ့တော်လဲလေပင်ခိုင်မာခဲ့တယ် သူ့ရဲ့ညီဖြစ်တဲ့အာဘီလာကိုလေတော့ကိုတွားဖို့ခေါ်ဆောင်ပြီးတော့လေတော့မှာသူ့ညီကိုတတ်ဖြတ်လိုက်တယ်ဘသူမှမရှိတော့ရင်တော့ကာအီနာကိုဖျားခင်လက်ခံမှာပဲဆိုတဲ့အတွင်းနဲ့သူ့ရဲ့အတ္တကိုရှေ့သန်းတင်ခဲ့တယ်ဖျားကဆက်ပြီးမေးပါတယ်အာဘီလာဘယ်မှာလဲလို့မေးတဲ့ခါမှာညီကိုစောင်းရတဲ့သူဖြစ်သလားဘဲတိမလဲဆိုပြီးတော့ဖျားခင်ကိုပြန်ပြောခဲ့တယ်ကျန်းစာကတင်းညီအတွေ့အတန်ဒီမြေတဲကငါ့ကိုအော်ဟစ်လျက်ရှိတယ်တကားတော်ဖြစ်၍တင်းညီအတွေ့ကို ခံယူခြင်းကမိမိပါဇက်ကိုဖွင့်တော်မြေကြီးကျင့်ခြင်းကိုတင်သည်ခံရတော့ကြောင့်ယခုမှစ၍မြေ၌လှုပ်တော်အခါပတ္တိတိအတိုင်းအတိနံကိုမရရမြေကြီးပေါ်မှာပြေးရတော်သူအရက်ရက်လဲရတော်သူဖြစ်ရလိမ့်မည်ဟုမိန့်တော်မူ၏ကာယိနာကလည်းအကျွန်ုပ်ပြစ်သည်မပြေးနိုင်အောင်ကြီးပါသလောဘုရားခရဲ့တရံတော်နှင့်အညီဖန်ဆင်းခြင်းခံရတဲ့လူရဲ့အသက်ကိုတက်ပြီးအတွေးသွင်းခြင်းဟာဘုရားယုံမုံတော်အရာဖြစ်တယ် ဒါကြောင့်အရက်ရက်မှာပြေးရတဲ့သူဖြစ်လိမ့်မယ်လို့ပြောတဲ့ခါမှာကာအီနာက sorry ပါဘုရားခင်ဒီလိုနောင်တနဲ့ဘုရားခင်ရဲ့မျက်မှောက်တော်ကိုလှည့်ပြန်ရမယ်အစားကာအီနာကလည်းအကျွန်ုပ်အပြစ်ဒီမဖြေနိုင်အောင်ကြီးပါသလားကျွန်တော်အပြစ်ကလည်းလောက်တောင်ကြီးလို့လားဘုရားခင်ကိုပြန်ပြောခဲ့တယ်အဲ့ဒါကလေဘင်းခိုင်မာခြင်းဖြစ်တယ် ဒါကြောင့်မိတ်ဆွေရဲ့ဘဝအသက်တာထဲမှာတော်ပြီဒီ2 strike ကိုမလုပ်နဲ့တော့ဖခင်ကနီလန်မျိုးစုံနဲ့တင့်ကိုစီးတားတဲ့ခါမှာနားထောင်လိုက်ပါနားခံလိုက်ပါအဲ့ဒီနားခံခြင်းထဲမှာဖခင်ရဲ့ကောင်းချီးမင်္ဂလာရှိတယ်ဖခင်ရဲ့ချီးမြှောက်ခြင်းတွေရှိတယ်ဖခင်စကားကိုနားထောင်လိုက်တဲ့ခါမှာအနေငယ်ခက်ခဲသွားတာကြက်တီးသွားတာနာကျင်သွားတာတီးခံလိုက်ရတာစောင့်ဆိုင်းလိုက်ရတာရှိကောင်းရှိမယ်ဒီအရာတွေအားလုံးကဖခင်တင့်ကိုချီးမြှောက်တဲ့အချိန်ရောက်လာတဲ့ခါမှာမပြောပါတော့ဘူးဒီအရာတွေအတွက်တင်က ဖျားကိုကျေးဇူးတင်နေအောင်မှာဖြစ်တယ်။ကာအီနာရဲ့အသိပ္ပယ်ကဖျားခင်ရဲ့လူလို့အသိပ္ပယ်ရပါတယ်။ဖျားခင်ကြီးမားစွာသူ့ကိုအတုံးပြုဖို့ရည်ရွယ်ထားတယ်။သို့တော်လေဘင်းခိုင်မာတဲ့အခါမှာဖျားခင်အတုံးပြုဖို့အတွက်သူ့ရဲ့မျိုးဆက်တွေကိုပြန်ပြီးစောင့်လိုက်ရတယ်။ကာအီနာရဲ့သားအေနောက်အေနောက်ရဲ့သားအရတ်အရတ်ရဲ့သားမဟုယေလမဟုယေလရဲ့သားမတုရှလမတုရှလရဲ့သားလာမက်မျိုးဆက်တွေ၅ခုလောက်ကိုတောင်းမှဖျားကစောင့်လိုက်ရတယ်ဆိုတော့ကိုတွေးရတယ်။ ဒါကြောင့်ဒူးဆရိုက်ပြုခြင်းဖျားစကားကိုညင်းပယ်ပြီးတော့လေပင်ခိုင်မာခြင်းကဘဝအတ္တတာကိုနောက်နေစီတော့အရာဖြစ်ပါတယ်။တင့်ကိုနေကွေးစီတော့အရာများဖြစ်ပါတယ်။ဒူးဆရိုက်ပြက်ကနွယ်ပင်တင်တဲ့သူတွေတည့်ရဲ့ခြေလန်းတွေကိုနောက်နေစီတယ်၊ကြံ့ကြာစီတယ်၊စီးတားနေတဲ့အရာတွေဖြစ်ပါတယ်။ဒါကြောင့်တင့်ကဖယ်ရှားဖို့လိုတယ်၊ညင်းပယ်ဖို့လိုတယ်။လာမက်မှာဇနီးနှစ်ယောက်ရှိခဲ့တယ်။လာမက်နဲ့အာဒနဲ့ပေါင်းပြီးရတဲ့ဒါယာဗလကတိုးနွားမွေးတဲ့သူ မွေးမြူရေးတွေအားလုံးရဲ့ဖခင်ဖြစ်လာခဲ့တယ်။နောက်တစ်ယောက်ကယူဗလာဖြစ်တယ်။သူကတော့သေးဂီတတွေအားလုံးရဲ့ဖခင်ဖြစ်လာခဲ့တယ်။နောက်လာမက်နဲ့ဇီလာပေါင်းပြီးတော့ရလာတဲ့ဒါကတူဗလာဂာအိနာလို့ခေါ်ပါတယ်။ပဒိန်ပဒီဒီအတက်ပညာတွေရဲ့ဖခင်ဖြစ်လာခဲ့ပါတယ်။ဓမ္မဟောင်းကာလမှာတွေ့ရတဲ့ဂျေဇုတော်ဖြစ်တယ်။ချစ်ဖို့မထိုက်တန်တော်လဲဖခင်ချစ်ခဲ့တယ်။ သူတို့ရဲ့ဘိုးဘေးဖြစ်တဲ့ငါးဆက်မြောက်အဖိုးဖြစ်တဲ့ဂါဣဒလေပင်ခိုင်မာခြင်းကြောင့်မျိုးဆက်၅ခုတိုင်အောင်ဖျားခင်ကစောင့်ခဲ့ရတယ်။တုတ်တာ29ပိုက်ငယ်တင်ပါအထက်ထက်ဆုံးမခြင်းကိုခံရတော့လဲမိမိလေပင်ကိုခိုင်မာစေတော့သူဒီကိုးကွယ်ရမရရုတ်တရက်ပြက်စီးလိမ့်မည်။လေပင်ခိုင်မာခြင်းမရှိပါစေနဲ့။ဖျားကိုချစ်ကြရအောင်။ ဖျားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်။အားလုံးကိုဖျားခင်အထူးကောင်းချီးပေးပါစေ။ 命薄。